င်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ရီဒီယိုအန်ယူဂျီအမနခင်ပြည်တွင်သတင်းများကိုကျွန်မနှွေမိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်မြမချင်းထောင်များတွင်နိုင်ငံရဲ့အကျဉ်းသူများအားပြန်လည်ဖမ်းဆီးမှုပုံမဆိုးရွားလာမှုပေါ်နိုင်ငံရဲ့အကျဉ်းသူများအဖွဲ့သဘောထားထုတ်ပြန်တဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်မြန်မာနိုင်ငံတဝန်းရှိအကျဉ်းထောင်များမှလွတ်ရဆေး၍လွတ်မြောက်လာသည့်နိုင်ငံရဲ့အကျဉ်းသူများအားအစံဖက်ပုံမှန်များဖြင့် ပြန်လည်ဖမ်းဆီးမှုများယခုနှစ်တွင်ပုံမိုဆိုးရွားလာနေသည်ဟုနိုင်ငံရေးအကျဉ်းသူများအဖွဲ့ကထုတ်ပြန်ထားပါသည်စစ်ကောင်စီတပ်ဖွဲ့များသည့်အကျဉ်းထောင်မှလွတ်မြောက်လာသူများကိုထောင်ဝမှပြန်လည်ဖမ်းဆီးခြင်းသို့မဟုတ်လူရစ်စစ်ခါနေတွင်မသက်ဆိုင်သည့်ပုံမှန်များဖြင့် ထပ်မံဆွဲဆိုခြင်းများဖြင့်နိုင်ငံရေးအကျဉ်းသူများ၏လွတ်မြောက်မှုကိုတမင်ဟန့်တားနေလို့ဖော်ပြထားပါတယ်။ထို့လို့ရများသည့်နိုင်ငံတကာလူအခွင့်အရေးကြေညာစာတမ်းအပိုက်ကိုတွင် ဖော်ပြထားသည့်တရားမဲ့ဖန်ဆီးခြင်းမပြုရဟုသောသတ်မှတ်ချက်ကိုပေါ်ပေါ်ထင်ထင်ချိုးပေါက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့ပြင်လူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများနဲ့သစ္ဆိုင်ရာဖွဲ့စည်းများနဲ့ပူးပေါင်းကာတရားမဲ့ဖန်ဆီးမှုများကိုအဆုံးသတ်ရန်နဲ့အကျဉ်းထောင်များတွင်ကြန့်ရှိနေသော နိုင်ငံရေးအချင်းသူအချင်းသားများအလုံးစုံလွတ်မြောက်ရေးအတွက်စောင့်ကြည့်လေ့လာမှုများနဲ့စုံစမ်းဖော်ထုတ်မှုများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းထောက်ပြန်ချက်တွင်ဖော်ပြထားပါရရှင်။ဆက်လက်ပြီးတိန်းနီခရိုင်ရှိစစ်ပေးဆောင်ပြည်သူများအတွက် MNDAA လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်တဲ့တရင်ကိုတင်ပြပါမယ်။အထူးတီတာတိတိန်နီခရိုင်နောင်မွန်မြို့နယ်သို့စစ်ရေးပြိပခါများကြောင်းစစ်ဘေးရှောင်ပြည်သူများထပ်မံဝင်ရောက်လာခဲ့ရာ MNDAA ထောက်ပို့ဌာနကလိုအပ်သောအရေးပေါ်အကူအညီများပေးအပ်ခဲ့ကြောင်း MNDAA မှတရင်ထုတ်ပြန်ပါတယ်။နောင်မွန်မြို့နယ်အုပ်ချုပ်ရေးကော်မတီသည်စစ်ပေးဆောင်ပြည်သူများအားတင့်လျော်သောနေရာချထားမှုများဆောင်ရွက်ပေးခဲ့လို့ဖော်ပြထားပါတယ်။အောက်တိုဘာ10ရက်မှ17ရက်ထိ MNDAA ထောက်ပို့ဌာန၏ ဒုဌာနမှုဘူမူကြီးမစ္စတာယန်ဖူရုံဦးဆောင်သောအဖွဲ့သည်ဦးစီးဌာနမှုဒုတိယဘူမူကြီးမစ္စတာလီကောင်ရှန်ကျမ၏ဌာနမှစေဝင်ထားများနှင့်အတူစစ်ပေးဆောင်စခန်းသို့တွားရောက်ကနေထိုင်ရေးပစ္စည်းများနှင့်စေဝါများထောက်ပံ့ပေးခဲ့သည့်အပြင်တင်းနီခရိုင်ဒုတိယအတွင်ရင်မှုမစ္စတာဟန်ဂျာဟွာဦးဆောင်သောအုပ်ချုပ်ရေးတာဝန်ရှိသူများကလည်းပူပေါင်းပါဝင်ဆောင်ရွက်ခဲ့လို့သိရပါတယ် ထောက်ပံ့ပျက်စီးများပေးဝေချိန်တွင်ပြည်သူများအားစိတ်ချလက်ချနေထိုင်ရနှင့်အထူးဒေသသည်၎င်းတို့အတွက်အားကိုးရာဖြစ်ကြောင်းအပစ်ကပြောကြားခဲ့လို့ဆိုပါတယ်စစ်ပေးဆောင်မိသားစု620ခန့်လူဦးရေ1000ကျော်ကိုစက်အိတ်201အိတ် စားအထုပ်သေး630ထုပ် စာ၃စီ၅အိုထောက်ပံ့ပေးနိုင်ခဲ့ပြီးပြည်သူ380ကျော်အားအခမဲ့ဈမိုင်းစစ်စေးကုသမှုများပြုလုပ်ပေးနိုင်ခဲ့လို့ဖော်ပြထားပါတယ်။အောက်တိုဘာ17ရက်နေ့စစ်ပေးရှောင်ပြည်သူ9000နီးပါးအထူးဒေသတည်အတွင်းတို့ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဩစတြေးလျရင်ချင်ပါသည့် နိုင်မဲလ်ဘွန်မာရတူပြန်ပွဲတွင်မြန်မာနှုံနဲ့မလေးရှားတအူတို့ပင်နီဝတ်စုံဖြင့်ဝင်ရောက်ရှင်ပြိုင်မဲ့တရင်ဆက်လက်တင်ပြပါမယ်။ဩစတြေးလျနိုင်ငံတွင်ကျင်းပသည့်နိုင်မဲလ်ဘွန်မာရတူဖက်စတီဗယ်တွင်မြန်မာနိုင်ငံသားနှုံဦးနဲ့မလေးရှားနိုင်ငံသားတအူတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ပင်နီဝတ်စုံအပြည့်စုံဖြစ်ဝစင်ခါကိုဂျင်မီကိုဇီယာတော်နှင့်အမေစုဟူသောနာမည်များရေးထိုးထားသည့်ခေါင်းစည်းပေါ်ဝါများဖြင့်ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းလူမှုကွန်ရက်တွင်ဖော်ပြချက်များရသိရပါသည်။ အောက်တိုဘာ၁၂ရက်ကကျင်းပခဲ့သည့်အဆိုပါမာရသွန်ပြန်ပွဲတွင် NLD ဝတ်ဆောင်ဖြင့်ရှင်ပြိုင်ချင်းသည်မြန်မာစစ်တပ်မတရားရွေးကောက်ပွဲကိုကဘာတီစေရန်အသက်ပေးခဲ့ရသည့်ကိုစီယာတော်နှင့်ကိုဂျင်မီတို့အားဂုဏ်ပြုရန်အချင်းထောင်တွင်ကျမ်းမာရေးချို့တဲ့နေသည့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်အခြေအနေကိုမိမောင်ထိုးပြရန်နှင့် ၎င်း၏ခါနာရီကိုအမှတ်ရစေရန်ရည်ရွယ်ခဲ့လို့သိရပါတယ်။ထို့ပြင်မာရတုပြိုင်ပွဲမှတစ်ဆင့်မြန်မာဒီမိုကရေစီလှုပ်ရှားမှုအတွက်နိုင်ငံတကာ၏အားပေးထောက်ခံမှုရရှိရေးဒေါ်အောင်ဆန်းစုကြည်သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားများလွှမ်းမြောက်ရေးအတွက်ကမ္ဘာအယုံစူးစိုက်မှုရယူနိုင်ရန်ရည်မှန်းထားလို့သိရပါတယ်ရှင်။ operation sit down campaign မှာပထမအတုတ်ဂန်လင်းများမြေပြင်သို့ရောက်ရှိတဲ့တရင်နောက်ထပ်တင်ပြပေးပါမယ်။ မိဘပြည်သူများ၏စွန့်အားထောက်ပံ့မှုဖြင့်ဆူဆောင်းရရှိသော Operation Sit Down Campaign ၏ရမုံငွေများကိုအသုံးပြု၍ပထမတော့ဖြင့်ဝယ်ယူထားသောဂန်လေးများမြပြင်သို့ရောက်ရှိလာပြီဖြစ်ကြောင်း Operation Sit Down မှအတိပေးထုတ်ပြန်ထားပါသည်ပြည်သူလူထု၏အသက်သွေးချွေးနှင့်ထောက်ပံ့ပေးထားသောထိုရန်ပုံငွေများကိုအလွန်တန်ဖိုးထားပြီးအသုံးချသွားမယ်လို့ဖော်ပြထားပါတယ်။လက်ရှိတွင်ကမ်ပိန်းသည်65ရာခိုင်နှုန်းသို့ရောက်ရှိပြီးဖြစ်ပြီး100ရာခိုင်နှုန်းပြည့်မီရန် ဆက်လက်ရပြည်သူများပူပေါင်းပါဝင်ရန်တိုက်တွန်းထားပါရရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက် Kashel နဲ့ Podepro ကပေးပို့ထားတာဖြစ်ပါရရှင်။